ာလေ့လာတဲ့သူတွေအရင်မေးတဲ့ question တစ်ခုရှိရပါတော့။ teacher ကြီးအင်္ဂလိပ်စာလေ့လာနေတယ် speaking ပြောတဲ့အခါမှာဘယ်လို accent နဲ့ပြောရမလဲ British accent လား American accent လားပေါ့နော်။ alright so ပထမဆုံး teacher accent အကြောင်းပြောမယ်ဆိုလို့ရှိရင် accent ဆိုတာဘာကိုပြောတာလဲပေါ့။ accent ဆိုတာကကိုကဒီစကားပြောတဲ့အခါမှာထွက်လိုက်တဲ့အတန်ကဘယ်ဥစ္စာကိုအလေးပေးလဲဘယ်အဆောင်မှာသွားရင်းမှာအတန်ကိုဖိပြီးဖော့ပြီးပြောလဲပြီးတော့ဒီအာ teacher တို့မြန်မာလိုပြောမယ်ဆိုလို့ရှိရင်စကားဝဲတာပေါ့နော် ော်အဲ့ဒါကို teacher က accent လို့ခေါ်ရဲပေါ့နော်ကိုယ့်ရဲ့ accent ဆိုတာက ိုယ့်ရဲ့ identity လို့လည်းသူများပြောကြတယ်ပေါ့ဘာလို့လဲဆိုတော့ကိုကဒီလိုအင်္ဂလိပ်စကားပြောလိုက်တယ် Burmese accent နဲ့ပြောရဆိုလို့ရှိရင်ဒီချယ်ရူရဲ့ဒီစကားပြောတဲ့အတန်ထွက်ကိုနားထောင်ပြီးမှ "Oh तू ကမြန်မာနိုင်ငံကပဲမြန်မာလူမျိုးပဲ"ဆိုပြီးတော့ကခွဲခြားလို့ရတယ်ပေါ့နော် accent ဆိုတာကဘာသာစကားလီလာနေတဲ့သူတွေမှာပဲရှိတာမဟုတ်ဘူးပေါ့ဒီ um the get native speakers တွေပေါ့နော်ဥမာထားပါတော့ British ဆိုလို့ရှိရင်လေသူတို့ရဲ့ accent တွေရှိရ accent ဆိုတာကကိုကြီးတဲ့ပတ်ဝန်းကျင်ပေါ့နော် ်ပတ်ဝန်းကျင်မှာမူတည်မယ်ကိုကြီးတဲ့ဒီနေရာဒေသအလိုက်ပေါ်မှာမူတည်ပြီးမှ क्वे ပြသွားတာပေါ့နော်အဲ့တော့ဒီအာဗြိတိန်နိုင်ငံမှာဆိုရင်တောင်မှ ူက Liverpool ကဆိုလို့ရှိရင် Liverpool accent ရှိမယ် London ကဆိုလို့ရှိရင် London accent ရှိမယ်ပေါ့နော်အဲ America ဆိုလည်းအဲ့တိုင်းပဲ America မှာဒီနေရာဒေသအမျိုးမျိုးလိုက်ပြီးမှသူ accent ကဒါကွဲကြသေးတယ်ပေါ့နော်အရင်တော့အင်္ဂလိပ်စာသင်နေဆိုလို့ရှိရင်တော့ဒီချက်တို့ဒီ receive pronunciation RP ပေါ့နော် RP accent ကိုဒါလူတွေကလေ့လာကြတယ်သင်ယူကြတယ်ပေါ့အာ RP accent ကိုသူက posh british accent လို့လည်းခေါ်ရဲပေါ့နော်အ queens english လို့လည်းပြောရဲပေါ့ဒီဗြိတိမပြောတဲ့ english accent ဆိုပြီးလည်းပြောကြတယ်ပြီးတော့ခါကြတော့ဒီ america မှာဆိုလို့ရှိရင် ga ပေါ့ general american accent ဆိုပြီးတော့ အဲ့ဒီ accent တွေကိုအခြေပြုပြီးတော့အင်္ဂလိပ်စာကိုသင်ကြရဲပေါ့နော်နောက်ပိုင်းကျတော့ English ကသူကဘလို့ဖြစ်လာလဲဆိုလို့ရှိရင် global English ဆိုပြီးတော့ဖြစ်လာရဲပေါ့နော် global English ဆိုတာဘာကိုပြောရလဲဆိုတော့ဒီအင်္ဂလိပ်စကားကဒီ native speakers တွေပဲသုံးတာမဟုတ်ဘူးပေါ့နော်ဒီအင်္ဂလိပ်လူမျိုးတွေပဲ American လူမျိုးတွေပဲသုံးတာမဟုတ်ဘူးပေါ့နော်ကမ္ဘာတစ်ရပ်လုံးမှာရှိတယ်လူတွေပေါ့အားလုံးအသုံးပြုတဲ့ language ဆိုပြီးတော့ global English ဆိုပြီးတော့ဖြစ်လာရဲပေါ့နော် ဒီ English users တွေရဲ့ goal ကလည်းဒီဘာဖြစ်လာလဲဆိုတော့ဒါ British လိုမျိုးပြောနိုင်အောင် native လိုလိုပြောနိုင်အောင်အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့ဒီထွက်တဲ့အခါမှာရှင်းရှင်းလင်းလင်းပြက်ပြက်သားသားရှိရမယ်တယောက်နဲ့တယောက်ပြောဆိုတဲ့အခါမှာအချင်းချင်းနားလည်ရမယ်ဆိုပြီးတော့ intelligibility လို့ခေါ်တဲ့ဒီ goal ကိုပို့ပြီးတော့ဦးစားပေးလာတယ်ပေါ့ အဲ့တော့ဒီ cheru စားခဲ့တဲ့မိကွန်ပြန်သွားမယ်ဆိုလို့ရှိရင်ဘယ် accent ကိုလေ့လာရမလဲပေါ့နော်အဲ့တော့ british ပဲဖြစ်ဖြစ် american ပဲဖြစ်ဖြစ်ပေါ့နော် ကိုကြိုက်တဲ့အဥ္စာကိုလေ့လာလို့ရတယ်ပေါ့နော်ဒီ accent ကိုကြိုက်တယ်ဆိုလို့ရှိရင်အဲ့ accent နဲ့ပါတဲ့ဒီဒီ listening နဲ့များများလုပ်ပြီးတော့ဒါကို consistently ဒါနားထောင်ပြီးတော့ဒါ improve လုပ်လို့ရတယ်ဒါကိုရဲ့ choice ပဲပေါ့နော်ဟို british နဲ့ပြောရမယ် american နဲ့ပြောရမယ် global english ပြောရမယ်ဆိုပြီးတော့မဟုတ်ဘူးပေါ့ဒါကိုအဆင်ပြေတဲ့ဟာနဲ့ပြောလို့ရတယ်ကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ် ် it's your personal choice ပေါ့နော်ဒါပေမဲ့နားထောင်တဲ့အခါကျလို့ရှိရင်တော့ကိုက British ပြောတာရော American ပြောတာရောနော်ပြီးတော့ဒါတခြားဒီ uh non native speakers တွေပေါ့နော်ပြောတဲ့ English ကိုလည်းကိုကနားလည်ရမယ်ပေါ့နော်ပြီးတော့ကိုစကားပြောတဲ့အခါမှာလည်းဒီ native flow sound မလုံနိုင်ဘူးဆိုလို့ရှိရင်လည်း that's okay เนาะကိုမှကိုရဲ့ဒီ accent ကရှိနေမှာပဲเนาะမြန်မာဆိုလည်းမြန်မာ accent ကရှိနေမှာပဲပေါ့ accent ရှိရဲ့ဆိုလို့ရှိရင်လည်း okay တယ်ဘာမှမဖြစ်ဘူးကိုရဲ့ goal ကဘာဖြစ်ရမလဲ ဲ့ကိုပြောလိုက်တဲ့အတန်ထွက်ကပြပြင်ရမယ်ရှင်းလင်းရမယ်သူများ နားလည်ရမယ်အဲ့ဒါကကိုရဲ့အဓိက goal ဖြစ်ပါစေပေါ့နော်အတန်ထွက်ပြပြန်မှန်ကန်ဖို့ tips အချို့ကိုပေးရမယ်ဆိုလို့ရှိရင် ကိုယ်မှာ goal တစ်ခုရှိပါစေပေါ့နော်ပထမဆုံးအင်္ဂလိပ်စာလေးလာနေတဲ့သူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ goal ကဘာဖြစ်ရမလဲဒီ sounds တွေကိုပြပြတတ်တာထွက်နိုင်ရမယ် words တွေကို နီးစဉ်သုံးတဲ့ဟာတွေကိုမှန်ကန်စွာသုံးနိုင်လားပြောနိုင်လားအဲ့ဒါကိုအရင်လေ့ကျင့်ပါအာဒီချက်ဗီဒီယိုတွေရောဒီ article တွေရောလုတ်ဖူးတယ်ပေါ့နော်ဒီ shadowing practice ပေါ့ shadowing practice ဆိုတာကိုကြိုက်တဲ့ accent တစ်ခုနော်ဒါမှမဟုတ်ရှင်ကိုကြိုက်တဲ့ video တစ်ခု recording တစ်ခုနားထောင်ပြီးတော့အဲ့အနောက်ကနေပြီးတော့ live ပြောတာ live တူတာပေါ့နော်အဲ့ practice ကလည်းတော်တော်လေးကိုထိရောက်ပါတယ် ကိုပြောတဲ့အတန်ကို record လုပ်ထားပါ record လုပ်ပြီးတော့ကိုပြန်နားထောင်ပြန်နားထောင်တဲ့အခါမှာကိုလိုအပ်ချက်တွေကိုတိလာလိမ့်မယ်အဲ့ဒါတွေကိုပြန်ပြုပြင်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်လည်းဒါထိထိရောက်တိုးတက်တယ်ပေါ့နော်ဒီ pronunciation ဆိုလို့ရှိရင်ဒီ speaking ပေါ့နော် speaking အတွက်လည်း pronunciation ကိုလေ့ကျင့်ပါ listening နဲ့တွဲပြီးတော့လေ့ကျင့်ပါပြီးတော့ vocabulary စာလုံးအသစ်တွေကိုလေ့လာတဲ့အခါမှာပဲအသေးပေပဲအကြမ်းပြင်းသိအောင်မလုပ်ပဲနဲ့ဘာလုပ်မလဲဆိုလို့ရှိရင်ဒီစကားလုံးအသစ်ကိုလေ့လာတိုင်းဒီ pronunciation ပါ ှာအထွက်တတ်အောင် လေ့ကျင့်မှာအင်္ဂလိပ်စကားပြောပြီးဆိုလို့ရှိရင် ကိုယ့်ရဲ့ accent ကိုအရန် worry မဖြစ်နေဘဲနဲ့ကိုပြောချင်တဲ့ဟာကိုရှင်းရှင်းလင်းလင်းပြောပါပြီးတော့ကိုကိုကိုယုံကြည်ချက်ရှိရှိနဲ့ပြောပါကိုယ့်ရဲ့ accent ကအရင် perfect ဖြစ်နေစရာမလို you just have to sound like yourself okay သူများကကိုပြောတဲ့ဟာကိုနားလည်သွားပြီဆိုလို့ရှိရင် that's successful communication Okay so ကိုကရှင်းလင်းမှန်ကန်စွာအတန်ထွက်ဖို့ pronunciation နဲ့ပတ်သက်ပြီးတော့တခြားဘာ tips တွေသိချင်သေးလဲသိချင်တာလေးရှိရင်ဒီချက်ကိုအောက်မှာ comment လုပ်သွားလို့ရပါတယ် Thank you so much for watching my video bye bye